င်္ဂလာပါရှင်မန္တလေးကတက် channel ကနေပြန်လည်ကြဆွန်လိုက်ပါရှင်ကျမတို့ channel ကနေနောက်ဆက်ရတဲ့များကို channel တပင်းညစာတက်တက်ဆက်ပြီးတော့မှဖြစ်ပါရရှင် TLA စုခွာမဲ့မိုးမဲမြို့မှာ ABSDN နဲ့ PDF တို့ကို KIA ကစီရေးကူညီပြီးဟို KNO ပြောခွင့်ရပုံမူကြီးနှောဘူးကပြောဆိုမိုးမဲမြို့ကိုစစ်တပ်လက်အောက်မကျစေရန်ခရိုင်ပကဖနဲ့မဟာမိတ်များကပူးပေါင်းဆောင်ရွက်ပြီးဟုကတိပြုထားကြောင်းသိရပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်တောင် TNA စုခွာမိမိုးမဲမြို့မှာ ABSDN နဲ့ PDF တို့ကို KIA ကအစစ်ရေးကူညီမိဟု KIO ပြောခွင့်ရပုံမူကြီးနော်ဘူးကရန်ကလေးတရင်ဌာနထပ်ပြောဆိုထားပါတယ်။ မိုးမဲ့မြတ်နယ်တွင် KIA တရင်များရှိနေပြီး ABSDF PDA တို့နဲ့အတူဘူတွဲရှိနေကြောင်းတပောင်းစုအဖြစ်အတူတူနေထိုင်ပြီးအခြေချထားကြောင်း KIA အနေဖြင့် TNA ဆုံးခွာမဲ့မိုးမဲ့မြတ်နယ်ပတ်သက်၍စေရရအဆောင်ရွက်ရမရှိတော့လဲပဲ ABSDF နဲ့ PDA တို့ရဲ့အစီအလုံရှာမှုများလှုံ့ဆော်လာတဲ့ KIA ကအကူအညီသွားမှာဖြစ်ကြောင်းဗိုလ်မှူးကြီးနှောက်ဘူးကပြောဆိုထားပါတယ် မိုးမင်းမြနယ်ထမ်းမှာကျွန်တော်တို့ KIA တက်ရင်34ရှိပါတယ်။ KIA PDF တပေါင်းစုအတူတူနေပါတယ်။အခြေချထားပါတယ်။မိုးမင်းမြနယ်ပတ်သက်လို့တည်တံ့ KIA ကနေဘာမှလုပ်ဖို့မရှိဘူး။ဒါပေမဲ့မဟာမိတ် ABSDN နဲ့ PDF တွေကိုတော့ KIA ကူညီတာမျိုးရှိနိုင်တယ်လို့ဘိုးမူကြီးနော်ဘူးကရောင်းခရစ်တဲ့ဌာနချက်တော့ပြောဆိုထားပါတယ်။မိုးမင်းခရံပြည်တွက်ကွေအဖွဲ့ကလည်းမိုးမင်းခရံတွေဖြစ်ပေါ်နေတဲ့အခြေအနေများအရမိတို့ပင်အခက်အခဲဖြင့်ကြုံတွေ့စေကမှုပြည်သူနဲ့တသားတည်းရှိနေမည်ဖြစ်ကြောင်းချုပ်ပြဲစကောင်းရှင်နဲ့ ို့မကြစီရန်နဲ့တော်လရင်အောင်မြင်မှုပန်တိုင်းစီတို့အမြန်ဆုံးမြောက်ရှိစေရန်တော်လရင်ညီနောင်မဟာမိတ်များနဲ့အတူပူပေါင်းရင်အောင်မြင်မှုရတဲ့အထိဆက်လက်ချီတက်သွားမှာဖြစ်ကြောင်းဂတိတစ္ဆာပြုချပါရယ်။ TNA ကအော်တိုဘလ29ရက်နေ့တွင်တရုတ်ရဲ့အကြောင်းစစ်ဆေးမှုဖြင့်စစ်တပ်နဲ့အပြစ်ခတ်ရက်ဆင်လိုက်ပြီးမိုးကုတ်နဲ့မိုးမိတ်များမှပြန်လည်ဆုတ်ခွာမှာဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာထားတာဖြစ်ပါရယ်။ဆက်လက်ပြီးတော့ဗဇွန်တော်မျိုးနဲ့ထွေအုပ်ရဲ့ ဒုဥချုပ်ရမှုအောင်သူဖြိုးကလူငယ်များကိုပေါ်ရာဆွဲဖမ်းဆီးပြီးစုမှုချမ်းသူစားအချို့ဖြစ်တဦးလင်း380ကျော်ဖြစ်အယောင်ဝယ်လုပ်နေတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရယ် ရန်ကုန်တိုင်းပဇွန်တောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှအတူအစီမှုအောင်သူပြောကလူငယ်များကိုပေါ်ရဆဲဖမ်းဆီးပြီးစစ်မှုထမ်းလူစားထိုးဖြင့်တဦးနှင့်380ကျော်ဖြင့်အယောင်ဝယ်လုပ်နေကြောင်းဖမ်းဆီးခံလူငယ်တချို့ရဲ့မိဘဆွေမျိုးများကရန်ကုန်ခရစ်တင်ဌာနထက်ပြောဆိုချပါရယ်ရန်ကုန်မြို့ပဇွန်တောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှအတူအစီမှုအောင်သူပြောကညဖက်တွင် မြို့နယ်အတွင်းလက်လက်ကလူငယ်များကိုဖမ်းဆီးချွန်တော့ပြီးတဦးနေငွေကျပ်380ကျော်ဖြင့်ရက်ွက်အုပ်ချုပ်ရေးမှူးများထံစစ်မှုထမ်းတပ်သားအစအထုတ်ဖြင့်ပြန်လည်ရောင်းစားနေခြင်းဖြစ်ကြောင်းဖမ်းဆီးရရှိခဲ့တဲ့လူငယ်များကိုအမတ်နဲ့ရက်ွက်အုပ်ချုပ်ရေးမှူးရုံးအပေါ်ထံအမတ်ရှိရက်ွက်အုပ်ချုပ်ရေးမှူးရုံးနဲ့အမတ်30ရက်ွက်အုပ်ချုပ်ရေးမှူးရုံးတွင်ချုပ်နှောင်ကြောင်းထို့သောချုပ်နှောင်ထားတဲ့လူငယ်များကိုမြို့နယ်အတွင်းရှိရက်ွက်အုပ်ချုပ်ရေးမှူးများထံသို့စစ်မှုထမ်းလူစားအထုတ်တပ်သားအဖြစ် တဦးလင်ငွေ7380ကျော်ဖြင့်လစဉ်ရောင်းစားလျက်ရှိတဲ့အကြောင်းသိရှိရပါတယ်။ညဘက်7နာရီခွဲ7နာရီလောက်ဆိုရဲသူကပေါ်ရဆဲထဖန်နေပါတယ်။တပတ်စဉ်၄ကျင်းလောက်ဖမ်းပါတယ်။လမ်းပေါ်တွေ့နေတဲ့အရွယ်ကောင်းဆိုရင်ဤမျိုးစုံနဲ့ဖမ်းပါတယ်။မြို့နယ်ရဲတော်မတိကြပါဘူး။ဘယ်သူမှအတိမခံဘူး။ဆိုင်ကနဲ့လိုက်ပတ်ဖမ်းနေတာသူနဲ့သူ့တပတ်ဖက်တီအပါအဝင်၃ယောက် ပါပါတယ်လှတိုင်းလိုလိုလက်ရက်ွက်အုပ်ချုပ်ရေးမှုတွေကသူ့စီကနေလူဝယ်ရတာမော်ရင်အုပ်ချုပ်ရေးမှုတွေကိုပြဿနာရှာတယ်မြို့နယ်အုပ်ချုပ်ရေးမှုကိုလည်းသူကရှာကျွေးထားတော့အကောက်ွယ်ပေးချတဲ့အထက်ကိုတိုင်စားဖို့လည်းထိရောက်မှုမရှိပါဘူးလို့ဖန်ဆီးခံရတဲ့လူငယ်သူရဲ့ဦးလေးကပြောဆိုထားပါတယ် ချို့တော့ဖက်စီအောင်စားခံရတဲ့လူငယ်20ရှိ20ကျော်ရှိခဲ့ကြောင်းတရှိထားရတော့လည်းပဲယခုအရေးအတွက်ချက်ပုံပုံများပြနိုင်ကြောင်းသိရပါတယ်။ချို့ပြင်းအောက်စွန်တောင်တန်းမှကြီးရှိတရားမွေလူဒန်းစားပေါင်းစုလူရေ200ကျော်နေထိုင်ခဲ့တဲ့အမတ်140ရှိတဲ့ကလာမကြီးအဆောင်မှလည်းအစင်ခါဟုဆိုကလက်စင်ကြီးများတောက်ခန့်ချင်းဘိုးထောင်ဖျားနှန်းရှိ Ocean Pier in ဘိုးချွန်လန်းရေကျော်စည်းထိတ်ရှိအောင်စီတက်ကိုခန်းတဲ့ဇီဇဝါလမ်းရှိလောင်ကစားယုံများမှအလားစင်အပတ်စဉ်လိုင်းချင်းများကောက်ခံရရှိနေကြောင်းသိရပါတယ်။အလောင်းကျူတရားဝင်ဖွင့်တဲ့ခြားတဲ့ဘီယာဆိုင်များကိုလည်းတရားဝင်တဦးတည်းအစရင်များဝစ်စစ်၍အရက်လိုင်းစင်များတင်ကထွေးဥရုပ်တို့ခေါ်ယူပြီးမတရားငွေညှစ်ခြင်းမတရားအလူငွေများခဏခဏကောက်ခံခြင်းအစာအသောက်များအလကားယူဆောင်စားတောက်ခြင်းများလည်းအမြဲတမ်းလိုလိုလှုံ့ဆော်နေရရှိနေတယ်လို့သိရပါတယ်။ချုပ်ပြင်းအခြေခံလူတန်းအစားများစုစည်းငားရနေထိုင်ခဲ့တဲ့အိမ်ခန်းများလက်လုပ်လက်စားနေထိုင်တဲ့အဆောင်များအရ က်ဆိုင်စားတောက်ဆံများကိုလည်းရက်ခွက်အုပ်ချုပ်မှုများအားအသိပေးခြင်းမရှိဘဲချေချောက်ငွေညစ်ခြင်းများလှုပ်ဆောင်ရက်ရှိနေကြောင်းသိရှိရပါသည်။ကနေမျိုးနဲ့ဝေမနာရွာစေယုတ်ကိုစစ်တပ်က74ချီပြပုံချက်ပြခတ်မှုဖြစ်ပွားခဲ့ပြီးစေယုတ်ဝန်ထမ်းနဲ့လူငယ်များအပါအဝင်ရှေ့ဦးတည်ဆုံခဲ့ပြီး20ကျော်ထိခတ်ဒဏ်ရာရတဲ့ဆိုတဲ့တရင်ကိုဆက်လက်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါရယ်။စကမ်းကြောင့်ကနေမျိုးနဲ့ ဝိမနာရွာစေယုတ်ကိုအကျန်းပစ္စတကဆက်တလေးချီဖြင့်ပုံကျဲပြစ်ခတ်ခဲ့ခြင်းကြောင့်စေယုတ်ဝန်ထမ်းနဲ့လူနာများအပေါင်းဝင်ရှစ်ဦးတည်ဆုံခဲ့ပြီး20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေတာနှင့်ပြည်သူများနဲ့ရင်းမပင်မြွနဲ့ကျောင်းရည်တက်ကောင်ဆောင်ဘူတမ်မီကရောင်းခဲ့တဲ့တရင်ဌာနထပ်ပြောဆိုထားပါတယ်။နိုယမလာ10ရက်နေ့နဲ့9ရက်ကျော်ခန့်တွင်အကျန်းပစ္စတရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတက်လာတဲ့ဇက်တလေးထိနစီကကနေမျိုးနဲ့ဝိမနာရွာစေယုတ်ကိုပုံကျဲပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အကျန်းပစ္စတရဲ့ပုံကျဲပြစ်ခတ်တိုက်ခိုက်မှုအတွင်စေယုတ်ဝန် ဲနဲ့လူနာများအပါအဝင် ရှစ်ဦးတင်ဆောင်ခဲ့ပြီးထိခိုက်ဒဏ်ရာရှိခဲ့သူ20ကျော်ရှိခဲ့ကြောင်း ထိခိုက်မှုအတွင်မှာဆိုရင်တော့ဘုံများဒီခွဲစိတ်ဆောင်တဲ့လူနာဆောင်ပေါ်ကြောက်ရောက်ပောက်ကွဲခဲ့ခြင်းကြောင့်ထိခိုက်သေးဆုံးသူများပြခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ကျွန်တော်တို့အခုတည်ပြုနိုင်တာကသေဆုံးသူရှိဦးရှိပါတယ်။ထိခိုက်ဒဏ်ရာတာကတော့20ဦးတော့သိရပါတယ်။စစ်ခွေတွေကတော့17လက်တီနဲ့ဘုံကျဲသွားတာပါ။ဘုံတလုံးကတော့ခွဲစိတ်ခံပေါ်ကြပါတယ်။နောက်တစ်လုံးကတော့လူနာဆောင်ပေါ်ကြတယ်လို့သိရပါတယ်လို့ရှင်မာပင်မြို့နယ်ကျွန်တော်ရဲ့တကောင်းဆောင်ဘူတမ္မနီကပြောဆိုထားပါတယ်။ အကြံပစတတိတပ်ဖွဲ့ဖြစ်ပေါ်အခြင်းမရှိတော့လည်းပဲရသပြည်သူများလူစုလူဝေးရှိနေတဲ့နေရာများကိုပြင်မထားပုံကြံတပ်ဖြတ်နေခြင်းကြောင့်ပြည်သူများလေးချောင်းအန္တရာယ်ကရုပ်ပြုနေထိုင်ကြရန်တော်လင်းအားစုများကမြေချမ်းရခန့်ချကြောင်းသိရှိရပါသည်ဆက်လက်ပြီးတော့တနင်္လာနေ့မြို့နယ် မောတောင်မြို့တွင်စစ်တပ်နဲ့ကျောင်းရေးတပ်များတိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီးမြို့လုံးကျွတ်ထောင်နဲ့ချီတဲ့ပြည်သူများထမ်းမြမနယ်ဆက်တို့ချက်ပေးတင်ဆောင်နေရတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရယ်။တနင်္သာရီမြို့နယ်မောင်တောင်မြို့တွင်စစ်တပ်နဲ့ကျောင်းရေးတပ်များတိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီး မြို့လူ့ချောင်းချီတော်ပြည်သူများချမ်းမြမ်းမနဲ့ဆက်တွေ့ချက်ပေးတင်ဆောင်ရကြအောင်ဒီတာနေ့ပြည်သူများကရောင်းခဲ့တဲ့တရင်ဌာနထပ်ထပ်ပြောဆိုချပါရယ်လိုရင်မလား30နှစ်မှအစားတရွေးမောတောင်မြို့ဖက်တုတ်စစ်တကလက်နေချင်းများဖြစ်ပြခတ်ခြင်းစစ်ကြောင်းထူးခြင်းများလှုပ်ဆောင်လာတဲ့ကြောင့် KNU ဦးဆောင်ခဲ့တဲ့တော်လေးချမ်းများကလည်းစစ်တကိုအပြင်းနဲ့ခုခံတိုက်ခိုက်ခဲ့ရမှာတိုက်ပွဲများအပြင်းထန်ဖြစ်ပွားခဲ့ကြောင်းလိုရင်မလား17ရက်နေ့နဲ့ရှင်လေးလိုရင်မလား17ရက်နေ့အထိမောတောင်မြို့အပေါ်အထိတိုက်ပွဲများဖြစ်ပွားနေကြောင်းမောတောင်မြို့မှာမြို့လူ့ချပြည်သူများမှာ ၊ဌာနမြတ်မနယ်ဆက်ဌာနပံများစောင့်ကြနေတဲ့ဒန်စီခွန်ကဲ့အနီးတို့စစ်ပေးရှောင်းနေရကြောင်းသိရပါတယ်။တိုက်ပွဲတွေကနိုဝင်ဘာလ30ရက်ကစဖြစ်တာပါ။နိုဝင်ဘာလ17ရက်နေ့မှာအပြင်းထန်ဖြစ်ပါတယ်။အခုလည်းဒီကနေ့လည်းဖြစ်နေတော့မှာပဲ။အခုမနေ့6ရက်ကနေစပြီးခရရ224ကနေပြီးတော့လက်နဲ့ကြီးတွေတောက်လျှောက်ထူနေတယ်။ပြည်သူတွေပြင်းနေရတော့မှာပဲ။စစ်တပ်ကစစ်ပေးရှောင်းပြည်သူတွေထဲကအမျိုးအမျိုးသားတွေကိုပေါ်ရဆွဲနေတယ်။ နေဆက်နဲ့အတိစစ်တက်ကပေါ်တာလာဆွဲလို့အခုတော့ထိုင်းဖက်ကအကိတ်ကိုနှစ်နဲ့ဟပ်ပီးပြီးလိုအပ်တာတွေအကုန်ကူပေးနေတယ်လို့မြို့လိုကျွတ်ရှောင်းနေရတာအကုန်ပြေးနေရတာလို့စပီရှယ်ပီတူတူကပြောဆိုထားပြပါရယ်။ရှနေအင်းနဲ့နဲ့ပိုင်းတွေလဲမောတောင်မြို့နဲ့အနီနာပောင်းဝချီတို့နှစ်နဲ့ချင်းနဲ့လက်နဲ့ငယ်များဖြစ်အလဲပြက်ခတ်မှုများဖြစ်ပွားခဲ့ကြောင်းစပီရှယ်ပီတူများစာနာရေးခါအလွေအထက်နဲ့စီဝါများလိုအပ်ရရှိနေကြောင်းသိရှိရပါရယ်။ KNU ရဲ့ထုတ်ပြန်ချက်အရနိုဝင်ဘာလ10ရက်နေ့ကစပြီးမောတောင်နယ်ဆက်ရှိအနာသိအချမ်းပစ်စစ်တပ်ခန့်ရဲ့လက်နက်ကြီးပြခတ်မှုကြောင့်ဒေတာခန့်များယခုအချိန်ထိထွက်ပြေးတင်ဆောင်ရကြောင်းအနာသိအချမ်းပစ်စစ်တပ်က၎င်းတို့အနာဆက်လက်တည်မြဲနိုင်ရဲ့အတွက်၎င်းတို့အချုပ်ရနယ်မြေများတွင်အတူရရွေးကောက်ပွဲကိုအတင်းအမှပြုလုပ်ရန်အထူးကြိုးပမ်းနေအရှိနေပြီး၎င်းတို့လည်းလွတ်ဆုံးရှုံးခဲ့ရတဲ့နယ်မြေများဖြစ်တဲ့ KNU မြိတ်ချုပ်ဝဲခရိုင်အချုပ်ရဒေတာများအတွင်ရှိပြည်သူလူထုများအကြောက်တရားဖြစ်ပေါ်စေရန်ရည်ရွယ်ရှိရှိလေကြောင်းမှဘုံကျက်တိုက်ခိုက်ခဲ့တဲ့နယ်နယ်ကြီးပြခတ်ခဲ့ ခြင်းများမကြာခဏပြုလုပ်ရအရှိတဲ့အကြောင်းသိရှိရပါတယ်။အပင်နာဆင်မှုအတွေ့အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။